လိန်ပွရှင်နဲ့ဗရဲအပြောင်းလဲလုပ်ပေးနိုင်တဲ့ဟီးရိုးသုံးပါ။ဒီဗီလေးမှာဆိုရင် browser အနေနဲ့ mobile legend ဆော့ရမှာအများအားကိုတဲ့အသာသီးဆော့နေရတဲ့ဘွဲတွေဆိုတာမရှိဘူးဗျာ။ ဲ့လိုပွဲတွေမှာကိုတင်းကိုအကောင်းဆုံးဗတဲ့အပြောင်းလဲလုပ်ပေးနိုင်တဲ့ hero တော်များများရှိကြတယ်။ဥပမာအရင်တော့ဆိုရင် Tiger တို့ Athlete လိုမျိုး hero တွေကအတင်းကိုဗတဲ့ချင်းချင်းဖြစ်အောင်လုပ်ပေးနိုင်တဲ့ hero တွေလို့ပြောရမယ်။ဒါပေမဲ့ခုနောက်ပိုင်းမှာဆိုရင်ခုနကပြောခဲ့တဲ့ AV တစေးပဲပြွာတက်နေတဲ့စာရင်ဒီနောက်ပိုင်းမှာ Lane Sprint Potter တွေနဲ့တခြားသော hero တို့တွေကစာဗတဲ့ကိုအသာရအောင်အပြောင်းလဲလုပ်နိုင်တဲ့ကစားပုံတွေကိုမြင်တွေ့လာပြီ။အဲ့လိုတွေကမှအဓိကအကောင်းဆုံး hero တွေကိုပြပြပေးပါမယ်။ပထမဆုံး hero ကတော့ Chip Who said there are no shortcuts in life? I literally invented one. ချဲဆိုတဲ့တန်ကြီးရောတခြားတန်နေလို့ရှေ့ကနေအတင်းဖီရှင်ယူပြီးခေါင်းတုပ်ပတ်တဲ့ဆိုင်ရတဲ့ဆိုင်သူ့စီရပါလာတဲ့ white wall တွေကိုအကောင်းဆုံး mahigh position ယူပြီးတစ်ဖက်အသက်ရဲ့ blind ကနေဝင်ချရတဲ့ hero နောက်ပြီးအားလေးပိုင်းမှာဆိုရင်သူ့ရဲ့ lane rotation တွေဂျန်ငယ်ဂန်းငယ်တွေကိုကောင်းကောင်းလုပ်နိုင်မယ်ဆိုရင်တစ်ဖက်အသက်အဓိက goal line နဲ့ဂျန်ငယ်လာလို့ hero ရဲ့အတွက်အမြဲမကြည့်ရပြီးတော်တော်လေးကိုအလုံးရှုပ်စေပါတယ် ပြီးတော့သူ့ရဲ့ enemy ဖြစ်တဲ့ shotgun တော်မီပါတီလိုက်တခြားအတင်းတစ်ဖက်ကို attack pick up hero k ရရအောင်ယူပြီးအဲ shotgun နဲ့ပဲကိုလာတဲ့လင်းကိုပြန်သွားလို့ရတာဒီ hero ရောမာဖြစ်ရွေးဖို့ကတော်တော်လေးကိုကောင်းတဲ့အချက်လို့ပြောရမယ်။နောက် hero တစ်ခေါက်ကတော့လောင်ကြီးအခုကြည့်နေတဲ့ NBA Indo, NBA Philippines, အစရှိရဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီစိတ်ချစွာခံမှန်းကစားနိုင်ပါပြီ။စိတ်ဝင်စားလို့အကောင့်ဖွင့်နေဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆက်သွယ်သလိုရသလို Telegram မှာ NBA Live Wings လို့ရှာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုဆက်လိုက်အောင် တောင်ရင်ဆိုးတဲ့ဟီးရိုကတင်းနဲ့ဆော့ဆော့ပါတီနဲ့ဆော့ဆော့တော်တော်လေးကိုဆော့လို့ကောင်းတဲ့ဟီးရိုတစ်ကောင်ပါဒါလည်းမဟုတ်သေးဘူးသူ့စီက scale 1နဲ့ scale 2ဖြစ်တဲ့ dispatchial relation တွေကိုကောင်းကောင်းကြီးအသုံးချနိုင်ပြီးရင်းနဲ့ရံကိုတေချာသုံးနိုင်မယ်ဆိုရင်တောင်ရင်ဆိုးတဲ့ဟီးရိုကတော်တော်လေးကိုကောင်းတဲ့ဟီးရိုဖြစ်ပါတယ်နောက်ပြီးသူ့စီက scale တွေကတစ်ဖက် enemy ကိုတစ်ကောင်နဲ့ထိတာမဟုတ်ဘဲနဲ့အနားမှာရှိတဲ့ hero တိုင်းကိုသူ့စီက stand တွေထိရောက်တာသူ့ရဲ့အားသာချက်ဖြစ်တယ်လို့ ultimate damage ရှင်ကလည်းမတစ်ခုလုံးသွားနိုင်နေတာနောက်ထပ်အားသာချက်တစ်ခုလို့ပြောရမယ် အတီမိတ်တိုင်ပါရှင်နဲ့အာလီလင်ကန်ငင်းနေမှာ surprise pick ော်တွေဖန်တီးတယ်လို့အတင်းရှုံးနေတဲ့အချိန်မှာဆိုရင်လည်းတစ်ဖက်အင်းဘက်က main carry hero ဖြစ်တဲ့ jungler နဲ့ masman ကိုချက်ချင်းကန်ငင်းလုပ်ပြီးပွဲရဲ့အဖြစ်ကိုပြောင်းလဲနိုင်တဲ့ hero မလို့ brother တို့အတွက်လည်းတော်တော်လေးကိုအဆင်ပြေမယ်လို့ထင်ပါတယ်။နောက် hero တစ်ကောင်ကတော့ lane separate pick လို့ခေါ်မယ် bosco Awaken Dreadworm, the tyrant of wrath, and burn this wretched world! ဒီဟီရိုကလေကိမတ်မန်ဟီရိုဖြစ်ပြီးခံရတဲ့သူတွေကလည်းတော်တော်လေးကိုပါနေတဲ့ဂိုးလင်နိုင်လောက်ဆိုရင်ဒီဟီရိုကိုထိန်းဖို့တော်တော်လေးကိုခက်ခဲပါတယ်။ အားလီလိုတိုင်းမှာသူ့အတွက် space create ဖန်ဝင်တွေလိုရမှန်ပဲတကယ်တမ်းအားလီစီဆော့နိုင်ရင်နောက်ပိုင်း mid game နဲ့ late game မှာတော်တော်လေးကို damage ပေးနိုင်တဲ့ hero နောက်ပြီးသူ့ရဲ့အာသာချက်က ultimate speed ရပဲအခုနောက်ပိုင်းမှာဆိုရင် tournament တွေဆော့နေကြရတဲ့အသင်းကြီးတွေက moscow လို hero နဲ့ objective battle တွေမှာဘယ်လို lane position လုပ်ပြီးသူ့ရဲ့ speed နဲ့ battle ဘယ်လိုလမ်းဆောင်ရမလဲဆိုတော့သိကြတယ် အဲ့ဒါကြောင့် goalline တာပြီးပြီး damage ကောင်းကောင်းပေးနိုင်တဲ့ batsman တစ်ကောင်ကတော့ lane shin ကလည်းရမ်းမြန်တာကြောင့်တစ်ဖက်သက်ရသူတွေအနေနဲ့ objective တွေမှာတော်တော်လေးကိုဖြာများပြီး time pass စီတဲ့ hero ဖြစ်တာကြောင့် mosco လို hero ကလည်းပွဲတစ်ပွဲကိုကောင်းကောင်းကြီးပြောင်းလဲလုပ်ပေးနိုင်တဲ့ hero တစ်ကောင်လို့ပြောရမယ်။ dvio လေးတော့ဒီလောက်ပါပဲ။ dvio လေးကိုသဘောကျနေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ facebook page ဖြစ်တဲ့ anesh like ကိုလည်း follow လုပ်နေလဲ up လို့ရပါတယ်။ဘရာသားတို့ရဲ့ message ပေါ်တာပေါင်းတဲ့လို့ဒီ view လို့ share ကိုမေးကြပါနဲ့။ဒိန်းနဲ့ပတ်သက်ပြီးတည်နေရှင်တော့ comment မှာ comment ပေးမိလို့ရပါတယ်။